ခင်မွန်တဲ့တမိလေးတွေတလားပြင်းမှာမေတီလာရှင်လောက်ခါသာသနာဘောင်တွေကိုဝင်ရောက်သွားတဲ့မှန်နေနေရှင်ငလင်ဖေးကြောင့်တေဆုံးသွားတဲ့ခင်မွန်တဲ့တမိလေးနှစ်ယောက်ကုသိုလ်အများရစေဖို့သာသနာဘောင်တွေဝင်တော့မယ်လို့ပြောလာတာကမှန်နေနေရှင်ပါမှန်နေနေရှင်ဟာငလင်ဖေးတန်ကြောင့် Great Wall Hotel ပြောကြမှုမှာခင်မွန်တဲ့တမိလေးနှစ်ယောက်အသက်ဆုံးရှုံးသွားလို့ပိုင်ဆိုင်ထားတဲ့ကြောက်စိမ့်တုံးကြီးအခိုးခံလိုက်ရတာဖြစ်ပါတယ်စောပိုင်းမှာတော့မှန်နေနေရှင်ဆိုတာကတော့ခင်မွန်တဲ့တူချစ်စရာကောင်းတဲ့တမိလေးနှစ်ယောက်နဲ့ကြော်ရှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့မျိုးသမီးဖြစ်ပါတယ် မန္တလေးမြို့က Great One Hotel ကလေးတန်းကြောင့်ပြုတ်ချမှုမှာမန္တလေးရွှေကလွတ်မြောက်ခဲ့ပေမဲ့ပိတ်မိနေတဲ့ခင်မွန်းတဲ့တမိလေးတွေကတော့အသက်ဆုံးရှုံးခဲ့ရတော့မန္တလေးရွှေရဲ့ခင်မွန်းတဲ့တမိလေးတွေရဲ့အသက်မဲ့နေတဲ့ရုံဆောင်ကိုကလေးလှုပ်ပြီးတော့ရက်ပေါင်း၁၀ကျော်ကြာမှရှာဖွေနိုင်ခဲ့ပါတယ်။ခုခါမှာတော့မန္တလေးရွှေက Great One Hotel ကြောင့်အဆောင်ပြုတ်ချမှုမှာတည်ဆုံသွားတဲ့မိသားစုတွေအတွက်လူတွေလှုပ်နေတာပါ။မန္တလေးရွှေကခင်မွန်းဖြစ်သူတက်နေတဲ့အကြောင်းတမိကြီးတက်နေတဲ့အကြောင်းတွေမှလည်းအလှူပြုလုပ်ခဲ့ပြီးမျိုးသိရပါတယ်။ အဲ့လိုဆယ်ချိန်မြောက်ထိကိုပြုတ်လုခဲ့ပြီလို့သိရတာပါဒါအပြင်သမီးငယ်လေးတက်တဲ့အကြောင်းမှာလာမယ့်မေလ၄ရက်နေ့မှာအလူလေးတွေပြုတ်လုပေးဖို့စီစဉ်ထားပြီးတော့ဒီလူလေးပြီးမေလ9ရက်နေ့ကနေစတင်ပြီးတော့သူမမိသေးလားရှင်တလာဝေဖို့စီစဉ်ထားရလို့လည်းမနေ့နေ့ရှင်ကဆိုရင်အခုသူတို့အေဂျင့်သွားဖို့အကုန်လုပ်ပေးတယ်သူတို့အေဂျင့်ပြီးရင်ဒါဆိုရင်9ရက်ချက်မို့9ရက်နေ့ကိုမေတီလားရှင်ဝင်မယ်ကို့လိုအပူကိုဘယ်သူမှမခံစားစေခြင်းမို့ကို့မှရင်ပြီးပါစေဖျားမှရင်ဆူတောင်းနေအဲ့ဒါပါပဲအမင်းဆူတောင်းနေလို့မန္တလေးရှင်ကပြောခဲ့တာပဲဖြစ်ပါတယ်